မင်္ဂလာပါရှင်။တောင်လင်းတိုင်းရဲ့ဇွန်လ9ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းတိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းတိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တထုံမှာလိုင်စင်မဲရင်စီးနေမှုကြောင့်လူပေါင်း60ထပ်မင်းထောင်ချခံရတဲ့တဲ့ လိုင်စင်မဲ့ရင်ဖမ်းဆီးမှုတွေများပြားနေတဲ့ဖမ်းမျိုးပေါ်နောက်ဆုံးရအခြေအနေသတင်းတွေဖြင့်မွန်ပြည်နယ်မှာဖုန်ကြီးနဲ့တီလာရှင်တွေလိုင်စင်မဲ့ရင်မစည်းဖို့အမိန့်ထုတ်ခံရတဲ့သတင်းနဲ့ရေးပြူတိုက်ပွဲမှာစစ်ကောင်စီတပ်သား6ဦးတိဆုံးခဲ့တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ယူကရိန်းရဲ့ drone နဲ့တိုက်ခိုက်မှုအတွက်ပူတင်လက်စားချေလိုက်မယ်လို့ Trump ကသတိပေးလိုက်တဲ့သတင်း မြန်မာအပေါင်းဝင်နိုင်ငံပေါင်း12နိုင်ငံရဲ့နိုင်ငံသားတွေအမေရိကန်ကိုဝင်ရောက်ခွင့်ထရန့်တားမြင်လိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတက်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလီဝသသတင်းတွေကိုပါရှုစားကြရမှာပါရှင်မော်ဘီနယ်တထုံမြို့နယ်မှာ9ရက်အတွင်းလိုင်စင်မဲရင်စီးနှင်းမှုကြောင့် လူပေါင်း60တပ်မင်းထောင်ချခံခဲ့ရပြီးရင်းတွေပါတင်းစည်းခံလိုက်ရတယ်လို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေကတာလွင်ထမ်းမှုပြောပါတယ်။စေကောင်းဆောင်အမိန်ကြောင့်ဇွန်လ10ရက်နေ့ကနေ9ရက်နေ့အထိ9ရက်အတွင်းတထုံမြို့နယ်အတွင်းထဲမှာစစ်ကောင်စီပူးပေါင်းအဖွဲ့တွေကလိုင်စင်မဲ့ရှင်တွေကိုအင်အားအလုံးရင်နဲ့လိုက်လံဖမ်းဆီးခဲ့တာပါ။ဖမ်းဆီးရမိတဲ့လိုင်စင်မဲ့ရှင်စီးနှင်းသူတွေကိုပို့ကုံသွင်းကုံဥပဒေပုံမှန်ရှင်နဲ့မြို့နယ်တရားရုံးမှာနေခြင်းတရားစွဲတင်ပြီးထောင်နဲ့တလားချမှတ်က ယင်းတွေကိုလည်းတင်စီလိုက်တာပဲဖြစ်ပါတယ်။လိုင်စင်မဲ့ယင်ဖန်စီခံရသူတွေထဲမှာဘေးရဲဆိုင်ကမောင်းနေသူတွေအများဆုံးပါဝင်နေပြီးလိုင်စင်မဲ့ကမောင်းနေသူတွေကတော့အနည်းငယ်သာပါဝင်တယ်လို့သိရပါတယ်။တထုံမြို့နယ်အတွင်းထဲမှာလိုင်စင်မဲ့ယင်ဖမ်းမိတဲ့အဖွဲ့ဟာတထုံမြို့နယ်အတွင်းမှာလိုင်စင်မဲ့ယင်ဖမ်းတဲ့အဖွဲ့ဟာတထုံဖအန်လန်တထုံဘီလင်းလန်နဲ့တထုံမော်လီမြိုင်လန်တွေမှာအများဆုံးစောင့်ဆိုင်ဖမ်းဆီးလေးရှိနေတယ်လို့ဒေသခံတွေထံကနေသိရပါတယ်ရှင်။လိုင်စင်မဲ့ယင်တွေကိုဖမ်းဆီးပြီးလူတွေကိုထောင်ချနေတာကြောင့် တထုံမျိုးပေါ်မှာပေးရဲဆိုင်ကမောင်းနေသူအများစုဟာလမ်းပေါ်ထွက်မောင်းနေတာတွေနဲပါသွားပြီးမိသားစုစားဝတ်နေရေးအတွက်အခက်အခဲတွေကြုံလာကြရတယ်လို့သိရပါဗျ။တထုံမျိုးနယ်ဟာမြောက်ဝတီဘက်ကနေတင်သွင်းလာတဲ့လိုင်စင်မဲကဆိုင်ကယ်ရီအဓိကဖြတ်တန်းရလမ်းမိုင်းဖြစ်နေပြီးစစ်စေးရေးဂိတ်တွေကနေဖမ်းဆီးတာမရှိပဲငွေတောင်းယူကလွှတ်ပေးနေပြီးနေ့စဉ်လိုင်စင်မဲကအရေးအတွက်ယာချီဖြတ်တန်းနေတယ်လို့သိရပါဗျ။ ပရင်ပြည်နယ်ဖမ်းအံမြို့မှာပြည်နယ်စစ်ကောင်စီအဖွဲ့ကလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးတာတွေလှုံ့ဆော်နေပေမဲ့ BGF စတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ရင်တွေကိုတော့မဖမ်းဆီးရဲကြဘူးလို့ဒေသခံတွေကတန်လွင်ထမ်းကိုပြောပါရယ်။ဇွန်လ၁ရက်နေ့ကစပြီးဖမ်းအံမြို့မှာရှိတဲ့လိုင်စင်မဲ့ရင်တွေကိုကေပြည်နယ်စစ်ကောင်စီကအဖွဲ့ဖွဲ့ပြီးမြို့ဝင်မြို့ထွက်နေရာလမ်းစုံတွေနဲ့လူသွားလာများတဲ့နေရာတွေမှာလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးပြီးတိမ်းဆီးတာတွေလှုံ့ဆော်နေခဲ့တာပါ။ဖမ်းအံမြို့မှာစစ်တပ်ရဲ ရင်ထင်းရဲမိသား BGF စတဲ့အဖွဲ့ဆောင်ပါဝင်တဲ့လိုင်စင်မဲ့ရင်ဖန်စီရဲ့ဖွဲ့ဟာလူသွားလာများတဲ့ဖန်လှိုင်းဘွဲ့သွားလန်းဆောင်ဟိန္ဒူလန်းဆောင်မဲပေါင်စေးတန်လွင်တတာဝိုင်းစင်လေးကအဝိုင်းတွေအပါအဝင်ចောင်းသားចောင်းသူတွေရဲ့ចောင်းတက်ချိန်အထူးသဖြင့်ចောင်းစင်းချိန်တွေကိုအဓိကထားပြီးလမ်းမတန်းတာမကလမ်းကျိုလမ်းကြားတဲ့အထိပတ်ပြီးပိတ်ဆို့ဖန်စီနေတာပဲဖြစ်ပါတယ် ကျောင်းသားကျောင်းသူတွေရဲ့ကျောင်းတက်ကျောင်းဆင်းချိန်တွေမှာလိုင်စင်မဲ့ယာဉ်တွေကိုပြည်내စစ်ကောင်စီအဖွဲ့ကလာရောက်ဖမ်းဆီးနေတဲ့အတွက်ကျောင်းသားမိဘတွေဟာသူတို့ရဲ့ကလေးတွေကိုကျောင်းပို့ကျောင်းကျူရမှာမတော်ရဲတော့တဲ့အတွက်အခက်အခဲတွေများစွာကြုံနေရတယ်လို့ဆိုပါတယ်ရှင်။ပြည်내စစ်ကောင်စီရဲ့လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့်ဖမ်းလိုင်းဝဲမြို့နယ်ထဲကလူမှုကယ်ဆယ်ရေးအသင်းပိုင်းကားအလုံးဒီပါဟာလည်းဖမ်းမြို့ထဲကိုလူနာမပိုရဲတော့ပဲရန်နာထားရတဲ့အတွက်အရေးပေါ်လူနာရှင်နဲ့တကွ မိသားစုရဲ့အတွက်ဒုက္ခများစွာကြုံနေကြရသလိုပုဂ္ဂလိကစေကံတချို့မှာလည်းလူနာတွေလာရောက်မှုမရှိသလောက်နေပါလာတယ်လို့ဒေသခံတွေကဆိုကြပါတယ်။လိုင်စင်မဲရင်ဖမ်းဆီးမှုကြောင့်ဖမ်းမျိုးထဲမှာလူသွားလာနေပါလာတဲ့အတွက်တိတ်ဆိတ်၆ကတ်လာနေပြီးအယောင်းဝယ်ဟာလည်းအရင်ကားလောက်မကောင်းကြတော့ဘူးလို့ပြောဆိုတာတွေလည်းရှိနေပါတယ်။ဖမ်းဆီးပြီးကြောင့်ဒေသခံတွေဟာလိုင်စင်ရှိတဲ့၃ဘိန်းဆိုင်ကယ်တွေကိုခေါ်ယူအားထားအသုံးပြုနေရတဲ့အတွက် သုံးမိန်မောင်းသူတွေကတော့အရင်အခြေအနေကထက်ပုံမမောင်းကောင်းလာကြတယ်လို့ဒေသခံတွေကဆိုကြပါတယ်။ဒါ့အပြင်နိုင်စင်မဲကားဖမ်းဆီးမှုကြောင့်ကျေးလက်ဒေသကျေးရွာတွေဘက်ကဒေသခံအများစုဟာဖမ်းမျိုးကဈေးကြီးတွေစီကိုလာရောက်ဈေးဝယ်ယူရတော့တဲ့အတွက်ဈေးဆိုင်ကုန်စုံဆိုင်တွေမှာအရင်ကထက်အယောင်ပုံမကြာဆင်းလာနေပြီးလာဝယ်တဲ့သူတွေဟာမရှိသလောက်နှေးပါလာတယ်လို့ဒေသခံတွေကပြောကြပါတယ်ရှင်။ပြည်နယ်စစ်ကောင်စီအဖွဲ့ဟာဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့လိုင်စင်မဲ့ရင်တွေကို ိတ်ဆို့ဖမ်းဆီးနေပြီးသားမကလမ်းကြိုလမ်းကြားတဲ့အထိပါလိုက်လံဖမ်းဆီးနေပေမဲ့လမ်းမကြီးပေါ်တွာလာနေတဲ့နယ်ကြားဆောင်တပ် BGF DKBA ကကရင်ငြိမ်းချမ်းရေးကောင်စီ PC တပ်ဖွဲ့ပိုင်ကားတွေကိုတော့ဖမ်းဆီးလို့မရဲကြဘူးလို့ဆိုကြပါတယ်။ဇွန်လ၄ရက်နေ့ကဖမ်းမျိုးမှာလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးနေတဲ့ပြည်နယ်စစ်ကောင်စီအဖွဲ့နဲ့နယ်ကြားဆောင်တပ် BGF အဖွဲ့တို့ကြားလိုင်စင်မဲ့ရင်ဖမ်းဆီးရတဲ့ပတ်သက်ပြီးနှစ်ဖက်ပြဿနာတွေဖြစ်ပွားခဲ့က PDF တပ်ဖွဲ့ဝင်တွေက ကားဖမ်းဆီးနေတဲ့အဖွဲ့ကိုကျင်းမောင်းသွားခဲ့တယ်လို့သိရပါဗျ။ကရင်ပြည်နယ်မှာစီးပွားရေး၊လူမှုရေး၊ပညာရေး၊လမ်းပန်းဆက်သွယ်ရေးစတဲ့နေရာတွေမှာဒေသခံပြည်သူတွေဟာလိုင်စင်မဲ့ရင်တွေကိုသာအဓိကထားအသုံးပြုနေရတယ်လို့လက်နက်ကိုင်အဖွဲ့အစည်းတွေတောင်မှကစစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကပါလိုင်စင်မဲ့ရင်တွေကိုအဓိကထားအသုံးပြုနေရပဲဖြစ်ပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1565ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့အစည်းအဝေးကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1585ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6982ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2926ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8135ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ800ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးတင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြထားပါတယ်။ ော်ပြည်နယ်အတွင်းရှိဖုံကြီးကျောင်းတွင်တီလာရှင်ကျောင်းတွေမှာလိုင်စင်မဲ့ရင်စီးနှင်းတာနဲ့လက်ဝဲရရှိတာတွေမပြုလုပ်ကြဘူးပြည်နယ်စစ်ကောင်စီကညွှန်ကြားလာပါတယ်။ဒီကျောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါရရှင်။မွန်ပြည်နယ်အတွင်းရှိဖုံတော်ကြီးကျောင်းတွေတီလာရှင်ကျောင်းတွေမှာလိုင်စင်မဲ့ရင်စီးနှင်းတာနဲ့လက်ဝဲထားရှိတာမပြုလုပ်ကြဘူးပြည်နယ်စစ်ကောင်စီကမြို့နယ်တန်ခါနိုင်ကဖွဲ့တွေကတဆင်ညွှန်ကြားလာပါတယ်။ဇွန်လေးရက်နေ့ရက်စွဲနဲ့ညွှန်ကြားလာတဲ့အကြောင်းကြားစာရ မွန်ပြည်နယ်မှာစစ်ကောင်စီဟာပြည်နယ်တွင်းမှာအန်စင်မဲ့ရင်စီးနှင်းတာလက်ဝယ်ထားရှိတာတွေကိုစီမံချက်ချပြီးအရေးယူဆောင်ရွက်နေတယ်လို့အသိပေးထားပါတယ်။ဒါကြောင့်သက်ဆိုင်ရာရက်ွက်ကြေးရွာအုပ်စုရှိပုံကြီးကျောင်းတိုက်တွင်တိလရှင်ကျောင်းတွင်မှလိုင်စင်မဲ့ရင်စီးနှင်းတာလက်ဝယ်ထားရှိတာတွေမပြုလုပ်ကြဘူးနဲ့အမြန်ဆုံးသိရှိလိုက်နာကြဖို့စစ်ကောင်စီကအမိန့်ထုတ်လာတာဖြစ်ပါတယ်။ဆရာတော်တပါးကတော့ပုံကြီးကျောင်းတွေကလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးပါက ာသနာရေးကိစ္စရပ်တွေအတွက်များစွာအခက်ခဲရှိလာနိုင်ရဲ့လို့တန်တွင်တိုင်းကိုမိတ်ဆွပါတယ်။သူတို့လက်ထံမှာရှိရသူတို့လောက်ချာလုံးဟောအခက်ခဲတာဟောကလည်းသူတို့သွားလာနေနေခက်တော့ခုနာမပေါ်ထွေးရတယ်။ဒါမှဒီကိမထားတာရှိတယ်လေ။အဓိကတော့ဟိုသာသနာပြုတဲ့ကိစ္စနဲ့မျိုးပါရှိတယ်။ဒီအစီအစဉ်တွေတည်တဲ့အခါမှာသွားလို့လာလို့တည့်ရစင်ကြည့်ရတယ်။ ဒီလိုသိသွားတာဦးဇလုလည်းမတတ်နိုင်ဘူးလေနိုင်ငံနိုင်ငံရဲ့အချုပ်မှုအောင်မှာနေရာတဲ့တကသူတို့လို့တော့ဦးဇလုတော့ဘာမှပြောပိုင်ခွင့်မရှိပါဘူးဒါအပြင်ဘုံကြီးကျောင်းတွေကမော်တော်ယာဉ်များစုဟာတန်ကာတွေသွာလာလို့အဆင်ပြေအောင်လူရှင်တွေကတက်နိုင်တဲ့လောက်စုပေါင်းပြီးလှူဒန်းထားတာဖြစ်ပြီးအခုလိုလာရောက်သိမ်းဆဲပါကသွာလာရေးမှာအခက်တွေ့စီတယ်လို့ဆရာတော်ကစက်မိတ်ပါတယ် တစ်ဖက်မှာစစ်ကောင်စီကတော့ဒေသတွင်းမှာလိုင်စင်မဲ့ရင်တွေကိုနေရောညပါမြို့ဝင်မြို့ထွက်နေရာတွေမော်တော်ယာဉ်သွားလာမှုများတဲ့နေရာတွေမတင်မတ်တဲ့နေရာတွေပြင်သတင်းရစုက နေအိမ်တွေအထိ အကြီးကျယ်ဖမ်းဆီးနေတာပါဟန်စီရမိတဲ့လိုင်စင်မဲ့ကားဆိုင်ကယ်နဲ့ဘေးတွဲရင်တွေပို့တော့တိမ့်ဆဲတဲ့ပြင်လိုင်စင်မဲ့ရင်စင်းနေသူတွေပို့ပါတပါးတယ်ဖန်းစည်းတာပို့ကုန်သွင်းကုန်ဥပဒေနဲ့အနည်းဆုံးထောင်ဒဏ်တစ်လချမှတ်နေတာပဲဖြစ်ပါတယ်မြို့နယ်တန်ခနိုင်ကအခွဲ့တွေရဲ့အကြောင်းကြားစာအရ ုံးတော်ကြီးကျောင်းတွေတင်းလာရှင်ကျောင်းတွေမှာနိုင်စင်မဲ့ရင်စင်းနေတာလက်ဝယ်ထားရှိတာတွေမရှိစေဘူးဆိုပြီးပါရှိပေမဲ့လက်ဝယ်တွေ့ရှိပါကဘလို့ပုံစံအေးအေးယူသွားမလဲဆိုတာကိုတော့ပေါ်ပြထားတာမရှိပါဘူး။မွန်ပြည်နယ်မှာတော့စစ်ကောင်စီကနိုင်စင်မဲ့ရင်တွေကိုစီမံချက်နဲ့ကြီးကြေဖန်းစီနေပြီးလက်ရှိချိန်ထိနိုင်စင်မဲ့ကားဆိုင်ကယ်ပြင်ဘေးရဲရင်ပေါင်းရာနဲ့ချီဟန်စီသိမ်းဆည်းထားကနိုင်စင်မဲ့ရင်စီးနေသူတွေကိုတော့ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ဆက်တက်ရေးယူနေတယ်လို့သိရပါဗျ။ တနင်္သာရီတိုင်းရေပြူမြို့နယ်ဆင်းဆွဲကျေးရွာမှာဇွန်လ2ရက်နေ့ကဖြစ်ပွားခဲ့တဲ့တော်လန်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်ကြောင်ထိတွေ့တိုက်ပွဲကြောင်စစ်ကောင်စီတပ်သား6ဦးတေဆုံးခဲ့ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။တနင်္သာရီတိုင်းရေဖြူမြို့နယ်ဆင်းဆွဲကျေးရွာမှာဇော်နှစ်ရက်နေ့ကဖြစ်ပွားခဲ့တဲ့ထိတွေ့တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား6ဦးထပ်မံတေဆုံးခဲ့တယ်လို့တော်လိုင်းအဖွဲ့တွေကသတင်းထုတ်ပြန်ပါတယ်။မာမီပူပေါင်းတပ်တွေကဆင်းဆွဲကြီးရွာအတွင်းတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ဖို့တောင်းနေချိန်နေမြေရှင်းလင်းရေးထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား30လောက်နဲ့တိုးပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ထုတ်ပြန်ချက်အရတော်လိုင်းမဟာမိတ်ပူပေါင်းအဖွဲ့တွေကလက်ဦးမှုရယူနိုင်ခဲ့ခြင်းကြောင့်စစ်ကောင်စီတပ်သား6ဦးထပ်မံတေဆုံးခဲ့ပြီး73ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ် နိုင်ဝါလောက်ထိတွေ့တိုက်ပွဲကြာမြင့်ခဲ့တယ်လို့တော်လိုင်းရေးဖွဲ့တွေကပြောဆိုထားပြီးစစ်ကောင်စီဘက်ကထိခိုက်တိုက်စုံမှုကိုတော့တန်လွင်တိုင်းနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။မင်းသားကြီးွာကြီးဆိုင်မောရဝတီရေဒက်စကန်ဌာနချုပ်ကိုလုံခြုံရေးအကာအကွယ်ပေးတဲ့စစ်ကောင်စီရဲ့တက်စကန်တွေကိုမာမိတ်ပူပေါင်းဖွဲ့တွေကမကြာခဏတွားရောက်တိုက်ခိုက်လေးရှိပါတယ်။ မော်ပြီဒေါ်လာ8တပ် MSRF ပြောခွင့်ရတဲ့နေကားကရေဒစကန်နဲ့အလှမ်းဝေးတဲ့ကြေးရွာပြင်ဘက်ကိုတက်စကန်တွေထတ်ချလာပြီးဆင်းဆွဲကြေးရွာမှာလည်းတက်စကန်တွေကိုအခြေတကျထပ်မံချသွားဖို့ကြားသိရတဲ့အတွက်အခုလိုတိုက်ခိုက်တာလို့ရှင်းပြပါတယ်။မော်ရဝတီရေဒစကန်ဌာနချုပ်လုံခြုံရေးအတွက်ရန်သူတွေကအင်အားထဖြစ်ထားတာရှိတယ်။နောက်ပြီးတော့ဒီဘရင်းမှာပေါ့ဟိန်ဇယ်မြစ်လာချောင်းလာအဲ့ဒီမှာလည်းသူတို့စစ်တမောကြီးတွေကစစ်တမောကြီးဒဇင် အမြဲလိုလိုချထားတာရှိတယ်အဲဒါတို့ဌာနချုပ်ကကိုရေးအတွက်ပေါ့လေဆိုတော့ဒီမော်ရဗီဇက်စကန်ဌာနချုပ်ကတဝဲရင်းနဲ့စိတ်ကန်းနဲ့ဝေးတယ်ဆိုပေမဲ့တနည်းတဖုံဒီရင်းတဝဲစီးပွားရေးစုံကိုပေါ့အဲ့ဟာကိုကာကွယ်ပွေးဖို့အတွက်ဒါကိုတို့ခိုင်ခိုင်မာမာဟိုဆက်ပြီးတော့ဆောက်လုပ်ထားတာရှိတယ်ရန်ပန်ရန်ခါတို့တခြားဒေသကတပ်တွေနဲ့ပေါင်းပြီးတော့ ဒီနယ်မြေရှင်းလင်းရေးတွေမကြာခဏလှုပ်တယ်ပေါ့ဒါကြောင့်တိုက်ပွဲတွေအချိန်မရွေးကြုံတွေ့လာနိုင်တဲ့အတွက်ရေရစကန်အနီးနားနဲ့ရေးတော်ရလမ်းမကြီးဘေးကကြေးရွာနေပြည်သူတွေအနေနဲ့အထူးသတိထားသွားလာလှုပ်ရှားကြဖို့တော်လိုင်းအဖွဲ့တွေကမြစ်တာရက်ခံထားပါတယ် စစ်စင်ရေးအတွင်းစင်စွဲကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်စခန်းကိုလည်းမာမိတ်ပူပေါင်းဖွဲ့တွေက60မမလက်နက်ကြီး9လုံးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ထိခိုက်မှုတော့အသေးစိတ်မသိရသေးဘူးလို့ဆိုပါတယ်။ဒါပြင်စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တာရှိတယ်လို့အခုထိလည်းဆက်လက်ပစ်ခတ်နေတာဖြစ်တဲ့အတွက်ထိတွေ့တိုက်ပွဲကြောင့်ပြည်သူတွေတင်းချောင်တာတွေရှိတယ်လို့နိုင်ငံကားကဆိုပါတယ်။တော်လိုင်းပူပေါင်းဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရထိတွေ့တိုက်ပွဲတွင်မာမိတ်ပူပေါင်းဖွဲ့တွေကစုံတရာထိခိုက်ဒဏ်ရာမရရှိဘဲအောင်မြင်စွာခွာစစ်ဆင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီစစ်စင်ရေးကိုမွန်ပြည်တော်လှန်ရေးတပ် MSIF ဒေါနာစစ်ကြောင်း3 KPDF LPF ဒေါနာစစ်ကြောင်း2 YGF NMSB ED ရမြမွန်တက်တော် RMI နဲ့နန္ဒတတိကိုရှ်လေ့ကျင့်ရေးတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ယူကရိန်းရဲ့ drone နဲ့တိုက်ခိုက်မှုအတွက် ပူတင်ကလက်စားချေလိမ့်မယ်လို့ထရန့်ကသတိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ပေပေကပြပြပေးထားပါရဲ့ရှင်။ လေတပ်အခြေစိုက်စခန်းတွေကိုယူကရိန်းကဒရုန်းတွေနဲ့ကြီးကြီးမားမားတိုက်ခိုက်မှုအတွက်လက်တုပ်ပြန်ရမယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြားထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးထားပါတယ်ရုရှားသမ္မတနဲ့ဖုန်းနဲ့စကားပြောပြီးနောက်ပြောကြားရမှာထရန့်ကသမ္မတပူတင်အဲ့ဒီလိုအမှန်တကယ်ပြောခဲ့ကြောင်းနဲ့လေတက်အခြေဆိုင်စကန်တွေတိုက်ခိုက်ခံရမှုအတွက်လက်တော့ပြန်ရမယ်လို့ပြောကြားကြောင်းသမ္မတထရန့်ကပြောဆိုလာတာပါ ဒီလိုပြောဆိုမှုကိုအတည်ပြုဖို့ရုရှားအရာရှိတွေကဇွန်လ၄ရက်မှာညင်းဆိုခဲ့ပေမဲ့အဲ့ဒီစစ်ရေးအရာလက်တော့ပြန်မဲ့ကိစ္စကိုဆွေးနွေးနေတယ်လို့မော်စကိုကအရင်ကာလမှာပြောဆိုခဲ့ပါတယ်တနအင်းကြော်ကြာမြင့်ခဲ့တဲ့ဖုန်းခေါ်ဆိုမှုကြောင့်ရုရှားနဲ့ယူကရိန်းကြားချက်ချင်းငြိမ်းချမ်းရေးရလာမှာမဟုတ်ဘူးလို့ထရန့်ကပြောပါတယ် ညှိနှိုင်းဆွေးနွေးမှုတွေအနှောက်အယှက်ဖြစ်အောင်ယူကရိန်းကလှုံ့ဆော်ခဲ့ပြီးကီအစိုးရဟာလုံးဝအကြမ်းဖက်အဖွဲတစ်ဖွဲဖြစ်လာပြီလို့ပူတင်ကထရန့်ကိုပြောကြားခဲ့ကြောင်းရုရှားနိုင်ငံပိုင် RIA Novosti သတင်းဌာနကဖော်ပြထားပါတယ် တနိုင်ငံကြာပူပေါင်းဆောင်ရွက်မှုပြန်လည်စတင်ရေးအလားအလာတွေနဲ့ပတ်သက်လို့လည်းခေါင်းဆောင်နှစ်ဦးအမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့အဲ့ဒီသတင်းမှာဖော်ပြထားပါတယ်။ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးဆွေးနွေးမှုဒုတိယအကြော့မစခင်တရက်အလိုမှာယူကရိန်းကရုရှားလေတပ်အခြေစိုက်စခန်းတွေကိုဒရုန်းတွေနဲ့လက်တပြတ်တိုက်ခိုက်ခဲ့လို့ရုရှားပုံကျဲလေယာဉ်40ကျော်ပျက်စီးသွားခဲ့ပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုကိုရုရှားကအတည်ပြုထားပြီးတိုက်ခိုက်မှုမှာပါဝင်သူတချို့ကိုဖမ်းဆီးထားတယ်လို့ပြောပါတယ်။ ယူကရိန်းကရုရှားပိုင်နက်ထဲဒရုန်းတွေခိုးဝင်ပြီးတနည်းကျော်လောက် PPE စီစဉ်ပြီးနောက်အခုလိုမျိုးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မြန်မာအပေါင်းဝင်နိုင်ငံပေါင်း၁၂နိုင်ငံရဲ့နိုင်ငံသားတွေအမေရိကန်ကိုဝင်ရောက်ခွင့်ထရန်တာမြင်လိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်။အနေရရှိတဲ့နိုင်ငံခြားသားတွေရန်ကနေအမေရိကန်နိုင်ငံသားတွေကိုကာကွယ်ရေးနိုင်ငံတချို့အပေါ်ခီးတွားလာမှုတွေကိုတားမြစ်တဲ့ကြေညာချက်ကို မေရိကန်သမ္မတဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးလိုက်ကြောင်းအင်ဂျီတော်ကအစွန်လေးရက်ကပြောကြားလိုက်ပါသည်။အဲဒီကြေညာချက်ထဲမှာအာဖဂန်နစ္စတန်၊မြန်မာ၊ချက်၊ကွန်ဂို၊အီကွေတိုရီယယ်ဂီနီယာ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လီဗီးယား၊ဆိုမာလီယာ၊ဆူဒန်နဲ့ယေမန်စတဲ့နိုင်ငံပေါင်း17နိုင်ငံကနိုင်ငံသားတွေကိုအမေရိကန်စီဝင်ရောက်ခွင့်အပြည့်အဝတားမြစ်တာဒါမှမဟုတ်ကန့်သတ်မှုတွေပြုလုပ်ကြောင်းဖော်ပြပါသည်။တခြား9နိုင်ငံဖြစ်တဲ့ဘူရန်ဒီ၊ကျူဘာ၊လာအို၊ဆီးရီးယား၊လီယွန်း ၊ကွန်ဂို၊တာကမင်နစ္စတန်၊ဗင်နီဇွဲလားတို့ရဲ့နိုင်ငံသားတွေကိုဒဇယ်တစ်ပိုင်းတားမြစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အမေရိကန်အတွက်အရန်အန်ဒီအများတယ်လို့သတ်မှတ်ခံထားတဲ့နိုင်ငံသားတွေအနေနဲ့ပြည်ဝင်ခွင့်လုံးဝပြည့်ပင်ခံရမှာဖြစ်ပါတယ်။ အဲ့ဒီညချက်ဟာဇွန်9ရက်ရှေးတိုင်းစံတော်ချိန်မနက်7:00နာရီ10မိနစ်မှာအသက်ဝင်မှာဖြစ်ပြီးတော့အဲ့ဒီအချိန်မတိုင်ခင်ကထုတ်ပေးထားတဲ့ဗီဇာတွေကိုပယ်ဖြတ်သွားမှာမဟုတ်ဘူးလို့အင်ဂျီရောကပြောပါတယ်။အာကစားနီးပြတွေနဲ့ဆွေမျိုးတော်သူတွေပါဝင်ကမ္ဘာဖလားပြိုင်ပွဲ၊အိုလံပစ်ပွဲနဲ့တခြားအထက်အာကစားပွဲတွေအတွက်လာရောက်မဲ့အာကစားသမားတွေကိုတော့ကျွင်းချက်ပေးထားတယ်လို့သိရပါတယ်။ ကော်လိုရာဒိုပြည်နယ်မှာဂျူးလူမျိုးတွေရဲ့ဆန္ဒပြပွဲအတွင်းအီဂျစ်နိုင်ငံသားတအူးကမိလောင်ဘုံနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်အိတ်ဂျင်ညာချက်ထုတ်ပြန်တာဖြစ်ကြောင်းသမ္မတထရန့်ကပြောပါတယ်။ဥရောပမှာဖြစ်ပွားနေတဲ့အခြေအနေမျိုးကိုအမေရိကန်မှာဖြစ်ပွားခွင့်ပေးမှာမဟုတ်ဘူးလို့လည်းထရန့်ကပြောဆိုထားတာဖြစ်ပါတယ်။ န်ဇွန်လ6ရက်နေ့အတွက်မိုးလေဝသအခမ်းအနှံချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံအနောက်ပိုင်းမြဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတွေမှာတိမ်အထင်အထင်မှာတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတော့တရင်နှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ရခိုင်ပြည်နယ်၊ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျူဒူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတည်ရင်တင်းတင်းမှာတိမ်ထူထပ်နိုင်ပြီးမုတ်တုံလေးအားကောင်းရာမှာအားအလုံးကောင်းနိုင်ပါတယ်။ရခိုင်ကန်ယူတန်းမြဝကျွန်းပေါ်ဒေသနဲ့မုတ်တမခွေးတို့မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနအီ9မိုင်မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းတင်းတင်းရှိနိုင်ပါတယ်။တနင်္သာရီကန်ယူတန်းမှာတော့လေဟာအနောက်ဘက်ကနေတနအီ15မိုင်မှ25မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်ရှင်။သခိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေယာဝတီတိုင်း ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတော့နေရာဆက်ဆက်မိုးထစ်ချုံရွာသွန်းနိုင်ပြီးမကွေးတိုင်းနဲ့ကရင်ပြည်နယ်မှာနေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နဲ့ဖမ်းဟမ်းမြို့တို့မှာ32ဒီဂရီစင်တီဂရိတ်နဲ့တဝယ်မြို့မှာ37ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။ မြန်မာတပီလုံးမှာတော့ခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အစ်စ်မှာရှိနေနိုင်တယ်လို့ခံမှန်းရရှိပါရယ်ရှင်ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထိုင်းမြေည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တောင်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, website, X, TikTok နဲ့တော်လီထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။လန်နက်ကင်ပဏိပခရီနဲ့စစ်ပွဲတွေကြမှာ ရှင်သန်ရက်ဒီဘူမိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲတံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်တွေနဲ့အတူတူလုံခြုံတဲ့နေရာတခုကျွန်တော်တို့ဖန်တီးကြပါစို့ ကိုယ့်ဘက်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုသုံးပြီးတစင့်ပြီးတစင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ်။တကယ်တမ်းပြောရရင်ဒီဟာကဘုံခုခြင်းတစ်ခုတက်ပူပါတယ်။ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာကွာဘုံခုရာနေရာတစ်ခုပေါ့။ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူ ဖန်တီးထားတာပါ။ အတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုချင်းတစ်ခုတည်ဆောက်ကြရအောင်မိသားစုတစုပုံခုနိုင်မဲ့ဘုံခုချင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ချင်းတစ်ခုတူးရပါမယ်ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါအမိုးတွေ6လက်မပတ်လဲတစ်လုံးခင်းရပါမယ်တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်လေဝင်ပေါက်အတွက်၄လက်မပတ်လဲ PVC ပိုက်နှလုံးကိုထွင်းထည့်ပါခုံမိုက်မဝင်နိုင်အောင်အပုံစံချိုးထားပြီးပါအပေါ်ကနေပလတ်စတစ်ဘိုးကတန်ပြားပြင်ပြားတစ်ခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထပ်အနံတစ်ထပ်ထပ်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါ你不玩。 ရင်မွေအောင်ကျင်းပပတ်လယ်မှာရင်နှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram Channel DVB TV Facebook YouTube တို့မှာကြူအောင်စကန်ဖတ်ပြီးကြည့်ရှုလိုက်ပါမိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုံဖို့ဆို့